င်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2009ခုနှစ်စက်တင်ဘာလတုန်းဗရောက်ပွင့်တဲ့စာပေအမှုပညာမဂ္ဂဇင်းအမှတ်26မှာဆရာကြီးဒဂုံတာယာရေးသားသောရုပ်ရှင်အမှုပညာသစ်ရှာခြင်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။ လူလက်ရေးရပြီးစာပြည်အောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းစာနိုင်ငံတော်သစ်ဖွဲ့ပြိုးစာကျွန်တော်ကလည်းအတိတ်ကိုစမ်းကြည့်နေသည် အတိတ်ကိုရှာဖွေနေစဉ်ကာလကျွန်တော်တို့မှာចောင်းသားဘဝကစိတ်ကူးရင်ခဲ့ကြသောလူလက်သောနိုင်ငံတော်သစ်ចောင်းသားဘဝကစိတ်ကူးရင်ခဲ့သည့်ဖွဲ့စည်းတည်ထောင်ခြင်းနေသည်ဒါကတော့ကျွန်တော်တို့ပထမမျိုးဆက်ဤလှုပ်ရှားမှုဆိုပါတော့ဆယ်ကျော်သက်ရွယ်ចောင်းသားဘဝမတ်ဝါဒဆိုရှယ်လစ်ဝါဒတွေဖက်ပြီးစိတ်ကူးရင်ခဲ့ကြသည်အိုးဝေမဂဇင်းကောင်းကြီးတွင်ကျွန်တော်ကຫນွေဥဖြင့်စိတ်ကူးရင်ခဲ့သည် ညင်ပေါ်ညင်ဘက်စိတ်ကူးရင်ဘက်ဖြစ်သောကိုအောင်စန်းကိုဘဟိန်ကိုဘဆွေတို့ကတော့နိုင်ငံရေးအဖွဲ့အစည်းများဖွဲ့စည်းပြီးလှုပ်ရှားနိုင်ခဲ့ကြသည်အလုံးလုံးနိုင်ခဲ့ကြသည် ဗမာပြည်ကွန်မြူနစ်ပါတီဗမာပြည်ဆိုရှယ်လစ်ပါတီဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကျွန်တော်တယောက်ကတော့သူတို့နဲ့မတူစာပေသမားမတောက်တခေါက်သာ1940ခုနှစ်ကထုတ်ဝေခဲ့သောကျွန်တော်ဤမေဝိထုဆိုဒီကလည်းဟုတ်ဟုတ်ညာညာမဟုတ်မိထားသောဝိထုတပုတ်သို့သောအဖွဲ့အနှံ့ကတော့ကျွန်တော်ထိုအခါကခေတ်ပေါ်စာပေလောကတွင်ဖွဲ့နေသောအဖွဲ့အနှံ့မျိုးနင်းတော့မတူသောအဖွဲ့အနှံ့ဖြင့်ဖွဲ့နှံ့ရုံများသာကိုပိုင်ဝိထုထွက်လာသောအခါကျွန်တော်ကကိုအောင်ဆန်းကိုလည်းပေးသည်သူဖတ်မှတ်ဖတ်တော့ကျွန်တော်မမေးမီ ိုဘဆွေကြောင့်ပဲမေဝတ္ထုထွက်နိုင်ခြင်းဖြစ်သည်ကိုဘဟင်းကတော့အမှားသာရေးပေးသည်ကျွန်တော်တို့၏နိုင်ငံရေးလမ်းကြောင်းကတမျိုးကျွန်တော်တို့မတွေးထင်မိသောပုံကားချက်1946ကကျွန်တော်တာယာမဂဇင်းထုတ်ဝေလိုက်သည်1948လွတ်လပ်ရေးရပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်အစ်ကိုတည်ထောင်လိုက်သောအခါကျွန်တော်မထင်သောအဖြစ်အပျက်များရောက်လာတော့သည်သူတို့ကွဲသွားကြသည်ကွဲစားကတော့တိတ်မဆိုးသည်သူတို့ကိုနိုင်ငံရေးစိတ်ဓာတ်တွင်းမိခဲ့သောကိုကြီးနုကတော့သူ့စိတ်ကူးနေသူနိုင်ငံတော်အစ်ကိုခေါင်းဆောင်သည် ြန်မာပြည်ကွန်မြူနစ်ပါတီ1948ခုနှစ်လွတ်လပ်ရေးရပြီးသောအခါကျွန်တော်မထင်မှတ်သောနိုင်ငံရေးလမ်းကြောင်းဖြင့်အစပြုနေပြီမတက်နိုင်ကွန်မြူနစ်တွေဆက်သွယ်ထားခဲ့သောစာအုပ်လုပ်ငန်းကိုကိုဘစေကပြည်သူစာပေအမည်ဖြင့်စာအုပ်တိုက်ထူထောင်သည် ကျွန်တော်ကသူတို့စာအုပ်တိုက်သို့ရောက်တတ်သည်ကျောင်းသားဘဝကမိတ်ဆွေများနဲ့ဆုံတဲ့၍နေခင်ဘက်ဆိုရင်စာအုပ်ဆိုင်ဘက်သို့တွားရောက်မှွေနောက်တက်သည် ြည်သူစာပေတိုင်းမန်နေဂျာတခင်ကျော်စိန်နဲ့လဲចောင်းသားဘွားတွေကသိနေသည်သူတို့ကចောင်းသားကြီးတွေသူနဲ့အတွဲကဝတ္ထုရေးဆရာမြတော်ညိုကိုဝဆွေကကျွန်တော်ဖတ်မှတ်နေသည်ကိုသိ၍အတွင်မှုချုပ်အဖြစ်ဆောင်ရွက်နေသောဖဆပလနိုင်ငံရေးလမ်းစဉ်များကိုကျွန်တော်အားရေးပြရန်ပြောပြီးသူဥက္ကဋ္ဌဖြစ်ဖွဲ့စည်းထားသောပြည်သူစာပေကော်မတီတွင်ပါဝင်ရန်ပြောသည်ကျွန်တော်မတုံလို့အစည်းအဝေးတစ်ခါတွေ့တတ်ပြီးနားလည်သွားသည် ကျွန်တော်ကမှားသည်မှန်သည်အပထားကျွန်တော်ယုံကြည်ချက်ကိုတော့ပြောတတ်သူဒီတော့ကျွန်တော်နဲ့မဖြစ်တကယ်အရေးကြလင် ကျွန်တော်ဘက်မှာကိုဘဆွေနေပါမလားတန်တရားဝင်ကနောက်အစည်းအဝေးများကိုမတက်တော့သို့တော့ပြည်သူစာပေတိုက်ကိုတော့မှန်မှန်သွားသည် ကျွန်တော်ကစာအုပ်စ်များကိုဖတ်ချင်နေသည်မဟုတ်လားကျွန်တော်ကလုတ်ဖို့ကိုင်းဘက်ဖြစ်သောကိုထိုးဝင်းဘူခင်မောင်လေးတို့နဲ့လည်းတွေ့တတ်သည်အတိုက်ခံဘက်ပါသွားသောသခင်လွင်တို့နဲ့လည်းတွေ့တတ်သည်ကျွန်တော်သူတို့နဲ့စကားပြောရသည်ကိုကျေနပ်နေသည်ကျွန်တော်ဘယ်ဘက်ကမှပါခြင်းသူမဟုတ် ကျွန်တော်ယုံကြည်ချက်နဲ့ကျွန်တော်တခင်ကျော်စိန်ကကျွန်တော်ဘာကြိုက်ဒီကိုသိသည်ဆိုပြီးရုပ်ရှင်ဒါရိုက်တာအိတ်စစ်တေးကြီးစာအုပ်တုပ်ထဲရောက်လာသည်တခင်ကျော်စိန်ကကျွန်တော်ကိုပေးသည်ကျွန်တော်ကရုပ်ရှင်ဝါသနာပါသည် ကျောင်းသားဘွားတွေက A1 ရုပ်ရှင်ခြံသို့သွားကမျှနှံမောင်းချစ်သမျှရုပ်ရှင်ကားများရိုက်သည်ကိုတွေ့ကြည့်တတ်သည်ရုပ်ရှင်ကိုကျွန်တော်စိတ်ဝင်စားသည်ဒရိုက်တာကိုတင်မောင်းနှင့်လည်းခင်သည်ကိုဒုက္ခကလည်း A1 ရောက်စားကျွန်တော် Einstein ၏ရုပ်ရှင်အာယုံခန်းစားမှုစာအုပ်ကိုဆွဲသွားသည်ဆွဲသည့်အထက်တွင် Montage ဟုခေါ်သော ရုပ်ရှင်အမှုပညာသဘောတရားကိုတည်သွားသည်စိတ်ကူးရုပ်ပုံပေါင်းထက်ရှက်ကူးနေတရားပေတာကိုကျွန်တော်ဆွဲသွားသည်ထိုချိန်တွင်ကျွန်တော်ကိုမျက်လေးနှင့်တွေ့ဆုံမိထိတွေ့တည်ကျွမ်းသွားရသည် ကျွန်တော်ဖတ်ထားသောမွန်တက်ကိုသူ့နှုတ်မှထွက်ကြလာ၍ကျွန်တော်အံ့ဩသွားရသည်။သူသည်ရင်းဆောင်ထဲမှစာလုံးများကိုပင်ရွတ်ဆိုပြသည်။ဒီတော့သူနှင့်ကျွန်တော်စိတ်ကူးခြင်းတူနေသည်။စိတ်ဝင်စားမှုခြင်းတူနေသည်။ရုပ်ရှင်ကြောင့်မမောတမ်းပြောနေကြသည်။ထိုအခါသူ၏ရုပ်ရှင်လုပ်ငန်းစကားစအကောင့်ထဲတောင်တိတ်မပေါ်သည်ကျွန်တော်ကလည်းစာပေလောကကိုပြောင်းလဲခြင်းနေသူစာပေသစ်ဖြင့်စခဲ့သည်သူကလည်းရုပ်ရှင်အမှုပညာသစ်ကိုဖန်တီးခြင်းနေသူအတော်ပါပဲ နှစ်ယောက်သားတွေ့မိတိုင်းရုပ်ရှင်စိတ်ကူးတွေကိုပြောနေကြသည်ပထမဆုံးရိုက်ကူးသောပေလုံထိတ်ထားဥစကားကိုကျွန်တော်ကြိုက်သွားသည်နာမည်ပေးပုံကအစားစိတ်ကူးစမ်းသည်သူ့၌အလှခံစားမှုရှိနေသည်တီထွန်စမ်းသည့်ခြင်းစိတ်အပြည့်အဝကျွန်တော်ကငယ်စဉ်ကတည်းကရုပ်ရှင်ရိုက်ကူးကျင်နေသောစိတ်လေးကတရွရွရှိနေရာသူနှင့်ရုပ်ရှင်အကြောင်းပြောပြကြသည်ပေလုံထိတ်ထားဥစကားတွင်နိုင်ငံရေးအယူဆများပါသည် သူကရုပ်ရှင်စင်စားဖွဲ့ကဖြတ်တော့မှာကိုအစိုးရင်ကြည့်နေသည်သူကကျွန်တော်ထံအကူအညီတောင်းသည်ကျွန်တော်ကလည်းအကူအညီပေးခြင်းသူထိုအခါကရုပ်ရှင်စင်စားဖွဲ့တွေတွင်ကျွန်တော်၏မိတ်ဆွေများဖြစ်သောတမာတိသတင်းစာအေဒါချုပ်အန်ဘိုးချိန်ကိုစောဦးတို့ပါဝင်နေသည်အိတ်ဆဲစီယာယုံနှင့်ကားကြည့်နေစဉ်အပြန်ကိုကျွန်တော်စင်ဝင်အောက်မှစောင့်နေရသည် ရုပ်ရှင်ပြီး၍ပြန်ထွက်လာသောအခါကျွန်တော်သည်အံမိုးချိန်ကိုစိုးဦးတို့နှင့်စကားပြောပြသည်ပင်လုံထိတ်ထားကယုံတင်ပြသခွင့်ရပေပြီကျွန်တော်ဝမ်းသာသွားသည် ူကစကားပြောကောင်းရုပ်ရှင်စကားတွေတွင် သူကိုယ်တိုင်တေးဥဆောင်ပါဝင်ခဲ့သောအခါသူ၏စကားဟန်ကိုပရိသတ်ကအထူးဆွဲသွားသည်ရုပ်ရှင်ဇာတ်ကားထွက်နေချိန်တွင် သူ၏ဇာတ်ကားဖြစ်သောရွှေနှင့်ကွတ်တော်ရွှေလက်စော့၊မြားနှင့်ကွတ်တော်မြားလက်စော့ဟူသောဇာတ်ကားကို လူငယ်များပါးစပ်တွင်ရွတ်ဆိုနေကလက်ဖက်ရည်ဆိုင်၊ကျောင်းစာသင်ခန်းတွင်ဝယ်ကြားနေရသည်။ ကျွန်တော်နဲ့သူစသည့်နေချိန်တွင်သူ၏မခင်နှင်းစီတခြင်းကကြော်ကြားနေပေပြီ။သူနှင့်အတွဲကတော့ဆန်နရားကိုချစ်စွေ။ကျွန်တော်သူနှင့်တိပြီးမကြခင်ကိုချစ်စွေနှင့်မှတိကျွမ်းခင်မင်ခဲ့သည်။သူတို့နှစ်ယောက်သည်တခြင်းများစွာကိုရေးသားဆက်ဆိုခဲ့သည်။တခြင်းမပြောနှင့်စကားပြောလင်ပင်သူသည်အတန်အနှိမ့်မြင့်ဖြင့်ပြောတတ်သည်။ထို့ကြောင့်သူပါဝင်သော စကားများတွင်စကားပြောဆိုမှုများကိုသူအတိုင်းလိုက်ပြောကြသည်။ယနေ့ခေတ်အခေါ်ကတော့ရတ်တန် သူဤဝန်းနေဝန်းသာရိုက်နေစဉ်တနနက်ကျွန်တော်ထံသို့စာကလေးတစ်စောင်နှင့်လာ၍ကြပြတပုတ်တောင်းသည်ကျိုး၏လည်းမပြောသူဤစကားတွင်မင်းသားကလွတ်လည်ရေးကြောက်တိုင်းတွင်ကြပြရွတ်ဆိုရန်ဖြစ်သည်ကျွန်တော်သည်ကားကစောက်နေ၍စိတ်ကူးခွင့်မရဘဲရေးပေးလိုက်သည်ကျွန်တော်ကြပြကိုမေ့နေပါပြီ ကြပြာကိုစိုးနိုင်အောင်ဟူ၍အတန်အနှိမ့်အမြင့်ရေဖွဲ့ပေးသည်အတန်အတူနှင့်အရှိကိုတက်လက်စီဆိုလျင်စိုးသူလဲတက်တာ၍လူသူလူဆွဲတန်ဒီကိုတည်၍တမင်မင်ရေးပေးလိုက်သည်သူသည်ထိုရုပ်ရှင်အကူရာတွင်အချိတ်ဆက်သာမဟုတ်မြင်ကွင်းတက်ဖို့ဥပညာကိုကောက်စွာတီထွင်သူကျွန်တော်အောက်ကနေပြီးတော့အပေါ်ကိုမြင်တဲ့မြင်ကွင်းကိုရိုက်ချင်နေတော့တွင်းကြီးတူးထားရတယ်ကင်မရာကိုအဲ့ဒီအောက်ကနေမော့ပြီးချိန်ထားတာ ပြီးတော့မှအဲ့ဒီကလိုချင်တဲ့ဇက်လက်မှာပါတဲ့လှုပ်ရှားမှုကိုရရတယ်။အပေါ်ကဖြတ်သွားတယ်ဆိုတာပြကြနာလို့ပြောဒီကိုမှတ်မိနေတယ်။ကိုချစ်စင်နဲ့ကိုမြက်လေးတို့နှစ်ယောက်အချိန်တိတ်မကွာလာပဲလက်ထပ်သွားကြသည်။လက်ထပ်ပွဲမှာလူများများမဖိတ်။ပျော်ပွဲစားရုံနဲ့နင်းနေတာဖိတ်သည်။ကျွန်တော်တို့နှစ်ယောက်စလုံးကြီးလက်ထပ်ပွဲသို့ရောက်သည်။ကိုမြလေးလက်ထပ်ပွဲမှာကျွန်တော်စကားပြောရသည်ကျွန်တော်ကအပြောတန်သူမဟုတ်သူပြောခိုင်းသဖြင့်သာပြောလိုက်ရသည်ဥသိမ့်ဖေမြင့်လည်းကျွန်တော်ဘေးတွင်ရှိနေသည် ကိုပါဟင်းတို့လင်မယားကိုနမူနာထား၍ပြောလိုက်သည်တကယ်ကတော့ဗျာကျွန်တော်ကဒီစကားပြောဖို့ပြောတော့အလုံးကရီမောကြသည်ကိုချစ်စွေလက်ထပ်ပွဲတွင်တော့စောင်းဥပါတန်းလာသည်စောင်းဥပါတန်းကတော့ကျွန်တော်ចောင်းသားဘွားတွေကတည်ကျွမ်းသူကျွန်တော်ကိုကိတလောကထဲသို့ရောက်စေခြင်းသူ1958ကပြည်တွင်းငင်းငင်းလှုပ်ရှားမှုကြီးကတပြည်လုံးလှိုင်းထနေသည်ပြည်တွင်းငင်းငင်းသချင်းများကိုသူတို့ဆက်ကြသည်အမှုမြုံဘုံကိုပိတ်ပြပါငင်းငင်းကိုပေးကြပါဟုသောအတန်သည်ရန်ကုန်မြို့တော်တွင်ပဲ့တင်ထက်လျက်ရှိနေသည် 1958ကဂရင်းဟိုတယ်တွင်ကျင်းပသောကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုပွဲတွင်ကိုချစ်စွေ စန္ဒယာတီပဲသည်တီဆိုသူကဒဇင်ကျူရင်းပွဲတွင်ဒေါ်မမခင်ခင်မွန်ရန်ကုန်မြို့တော်မြူနစ်စပယ်မှပညာရေးရာရှိဦးထွန်းညိုကစကားပြောသည် သူဒီအနောက်တိုင်းဝတ်စုံကိုဝက်ကစကားပြောသည်ကျွန်တော်ကတော့ကျေနပ်မိသည်ကိုမြက်လေးကိုချစ်ဆွေတို့ကြောင့်ရင်းငင်းငင်းပွဲသည်အများကြိုက်ပွဲဖြစ်လာသည်ကိုကျွန်တော်ကျေနပ်မိသည်ကိုမြက်လေးသည်တမယိုးကြရုပ်ရှင်အမှုပညာပုံသဏ္ဍာန်မဟုတ်ပဲစမ်းသစ်သောပုံသဏ္ဍာန်ဖြင့်တီထွင်သူလည်းဖြစ်သည်ပရိသတ်ကိုနားလည်သူသူ၏အမှုပညာအသက်နှင့်နိုင်ငံရေးအရေးငွေကိုမှွန်းထုံထားတတ်သူကျွန်တော်သူ့ကိုအားကိုးရသည်ကျွန်တော်ထံတညက်နေတူလာလေသည် 1990ကျော်လောက်ကကောလိပ်ဂျင်နေဝင်လဲရှိနေသည်စကားတပြောပြောရှေ့အောင်နှောင်းဖြင့်အမှုပညာစာပေအစုံသူသည်စာပေကိုလည်းသူ့ယတဟန်ဖြင့်ဖွင့်နေတတ်သည် သူစကားပြောတဲ့ကဲ့သို့သူဟန်နေသူရုပ်ရှင်အမှုပညာပုံသဏ္ဍာန်အသစ်ကိုဖန်တီးဖွင့်နေသောငင်းငယ်ရေးချစ်မြန်လို့သောရုပ်ရှင်မင်းသားရုပ်ရှင်ဒါရိုက်တာကျဲတပွင့်ကကြွေကြခဲ့ပြီကောဒီဗီဒီယိုလေးကိုစုံထိပ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ကိုတာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။